ရောင်းဆုံးပွဲဆိုပေမဲ့သူ့ရဲ့ဇွဲနဲ့တက်တီကိုထုတ်ပြနိုင်ခဲ့တဲ့ slide tank ခွေးရှင်ကြည့်ရင်ကြည့်ရင်လည်းတော်တော်လေးဒေါသဖြစ်မိခဲ့လို့ပဲပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့တစ်ဘက်ကဂျိုးကိုကြည့်ပြီးတော်တော်လေးအမြင်ကပ်မိတဲ့အတွက်ကြောင့်ပါပဲ။ Sky Television ကိုရင်ကလည်းလိုအပ်ချက်တွေရှိနေသေးတာကိုမြင်တွေ့ခဲ့ရပြီးဒါကလည်းအခုမှပထမအဆုံးရှင်ပြိုင်နဲ့1 championship ပြိုင်ပွဲဖြစ်နေတဲ့အတွက်ကြောင့်လို့ဆိုရပါမယ်။ တကယ်လို့ slide tangent ရှင်အနေနဲ့တွေ့ကြုံကောင်းနေရှိပြီးမှွေတိုင်းနဲ့ပတ်သက်တဲ့နေ့စနစ်တွေကိုတော့ခုထပ်ပို့ပြီးတော့နားလည်သဘောပေါက်သွားခဲ့မယ်ဆိုရင်တပတ်ကချိုးကိုအကောင်းဆုံးရှင်ကစားပြီးတော့နိုင်ဝဲရောက်သွားနိုင်မှာဖြစ်ပါတယ်။ဘာကြောင့်ချိုးလို့ခေါ်ရလဲဆိုရင်တော့အမြင်ကတဲ့အတွက်ကြောင်းလို့ပြောမှာဖြစ်ပြီးလူမှုတော်ပုံစံကဆောင်ကြွားဆောင်ကြွားနဲ့တပတ်ဖိုက်တာကိုထင်သေးတယ်လို့ဘာလို့လို့ပုံစံလုံးပြခဲ့တဲ့အတွက်ကြောင်းလို့ပြောပါပါ။ ဒါကတော့ပါဆင်နေရချိမရတာဖြစ်ပြီးအဲ့ဒါကြောင့်သူ့နမည်ကိုမခေါ်ချင်တဲ့အတွက်ဂျဘူးဆိုပြီးတော့တုံ့နှုတ်လိုက်တာဖြစ်ပါတယ်ဂျဘူးဆိုရင်ကြီးလို့မရတဲ့စိတ်ကတော်တော်လေးစုံနေခဲ့တာဖြစ်တဲ့အတွက်စိုင်းထန်ခွင်းရှိန်တဲ့ပွဲမှာလဲဟော်လိုလုတ်ပြဒီလိုလုတ်ပြတဲ့ပုံစံကတော်တော်လေးတောင်မကျိုးတဲ့ကောင်ကွာဆိုပြီးတော့စိတ်ကရေရွမိပါသေးတယ်ကော့ဖိုင်တာကအရွယ်ငယ်တောင်မွေတိုင်းနဲ့ပတ်သက်တဲ့ပညာရေးမပြည့်ဝသေးတဲ့အတွက်ကြောင့်တော့အခုလောရှုံးပေးလိုက်တာဖြစ်ပြီးစွာရင်ချမ်းနဲ့ထွန်းရင်တော့မှဂျဘူးတို့နလန်ထူနိုင်မှာမဟုတ်ပါဘူးဂျဘူးအကြောင်းကိုခဏထားပြီးစိုင်းထန်ခွင်းရှိန်အကြောင်းကိုပြောရင် ဘရောင်းဆိုလော်မနီကွင်းကြီးအတွင်းစားတင်အခြေချခဲ့တဲ့သူတို့ကဘလောက်ထိတော်မှရင်ကုန်ဆဲလုံရှားနေမလဲဆိုတာပြောနေစရာတော့လိုမှာမဟုတ်ပါဘူး။ကွင်းထဲကဝင်လာတဲ့သူရဲ့ခြေလှမ်းတွေနဲ့အတူတစ်ချက်တစ်ချက်အမှုထုတ်လိုက်တဲ့လေးဘူးတွေကစလိုင်းထန်ကွင်းရှင်တယောက်ဘလောက်ထိရင်နေခုံနေလိုက်လဲဆိုတာကိုသိတာမြင်တာတွေလို့ဆရာမှာပါ။စလိုင်းထန်ကွင်းရှင်အတွက်လည်းလော်မနီကွင်းကြီးတဲ့ကိုပထမဆုံးအကြိမ်ချင်းချတာဟာမမရဲ့ရင်ဝင်ထဲကိုပထမဆုံးရောက်သွားခဲ့တဲ့မောင်လေးတယောက်ရဲ့အဖြစ်လို့ရင်ခုံတန်းနေတန်းဆုံတီးဝိုင်းနဲ့ ကထိန်ဝဲလဲတယ်လို့ဖြစ်နေကြတာပါဒါပေမဲ့လည်းစင်ပါကောမတက်ခင်သူရဲ့အာမန်ပြင်းနဲ့လက်ကောင်ခန့်ပြလိုက်တဲ့ပုံစံကလုံမနီကွင်းကြီးတဲ့ကပရိသတ်တွေရောတီမီဖန်သားပြင်တိုင်းကကြီးနေခဲ့ကြတဲ့ပရိသတ်တွေပါချက်သိန်းထသွားခဲ့ကြတဲ့အထိဖြစ်သွားခဲ့ကြတာပါဂျိုဝိုင်းဘော့ကိုရောက်လို့စီလင်တင်ဆက်သူကစလိုက်ထန်ကွင်းရှိန်ဆိုပြီးတင်ကြတဲ့အချိန်မှာလည်းသူရဲ့ညာဘက်လက်ကောင်ကိုခန့်ပြလိုက်ပုံကဘလို့ပြိုင်ပွဲမျိုးမှသူမကြဘူးဆိုတာကိုပြသလိုက်တယ်လို့ပါပဲဒီလိုနဲ့ဖိုင်တန်ရောက်ရှင်မဲဘော့အတွက်ဂျိုဝိုင်းလင်မှာပွဲစတင်ပေးလိုက်တဲ့အခါမှာတယောက်ကိုတယောက်စောင့်ကြည့်ပြီးတယောက်အေးကတယောက်ကဲခန့်နေခဲ့ကြတာပါတိုင်းဖိုင်တန်ဂျိုကလည်းလူကသာပို့တာစလိုက်ထန်ကွင်းရှိန်ကို6နှစ်မျက်နှာလှမ်းကန်ဖို့လုပ်ခဲ့တယ်လို့စလိုက်ထန်ကွင်းရှိန်ဟာကွက်ကို စာပေးကစားပြသွားခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။စိုင်းတန်ခွေးရှင်ကထွေးရတဲ့တတိရှိတဲ့အတွေ့အကြုံတော်နဲ့အထူးသဖြင့်အမြင့်ကံကြက်တွေချုပ်တိုင်းတွေမှာရုံးကန်ရင်နဲ့ပထမချီပြီးဆုံးသွားခဲ့ပါတယ်။ပထမချီအတွင်းမှာစိုင်းရဲ့ဘောကိုဂျူဘူကောင်ကန်လိုက်တာကိုဒိုင်နေကအသေးစားလေးမကြည့်ဖြူပေးခဲ့တယ်လို့ဆောင်ဝင်တဲ့တော့ပြသားကိုမပေးခဲ့တာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ဂျူဘူကောင်ရဲ့ကန်ချက်ကစိုင်းရဲ့ဘောကကိုတော့မှကွဲသွားခဲ့တဲ့အထိဖြစ်သွားခဲ့တာကိုမြင်တွေ့ခဲ့ရပြီးဒုတိယအချီမှာစိုင်းတောင်အမှတ်စဉ်ရေးတွက်ခံခဲ့ရပြီးနည်းနည်းပြသွားခဲ့ပေမဲ့ Time Fighter ဂျူဘူကောင်ကနှစ်ဖူးကွဲအောင်လုပ်ပြသွားခဲ့ပြီးဂျိုးဝိုင်းတစ်ဖက်ကဆောင်ဝင်ကိုပါစစ်ဆေးခဲ့ရတဲ့အထိဖြစ်သွားခဲ့ရပါတယ်။ ဒုတိယအချိန်မှာသူစော်လိုက်ကိုစော်လိုက်နဲ့နေအောင်သား blue sign တိပြခဲ့တယ်လို့ဂျဘူကောင်ကလည်းသူ့ရဲ့အစည်းအကြေကြီးကြတဲ့ကနေအာတီမီကစားသွားခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ပြောရရင်ဂျဘူကောင်တဲ့အသက်နယ်မှာစွန့်ရင်ရတဲ့အခြေအနေလို့ဆိုရမှာဖြစ်ပြီးဒုတိယအချိန်မှာ slide ကအမှတ်စဉ်ရေးအတွက်ခံထားရတဲ့အတွက်အနာပေးလိုက်ရရင်လည်းသူတို့ fighter ရှုံးနေရင်ဆိုင်သွားရမှာဆိုတဲ့အတွက်ဆက်ပြီးကစားသွားစီခဲ့ပါတယ်။တကယ်တော့ slide ကိုယ်တိုင်ကအခုမှ promotion ပွဲဖြစ်တဲ့အတွက်ပါတယ်မှုတွေလိုအပ်နေကြတာဖြစ်တယ်လို့ဆိုရမှာဖြစ်ပြီးပြန်ဝဲမှာနှစ်ပွဲသုံးပွဲလောက်ထိုးပြီးသွားရင်တော့အခုထပ်ပို့ပြီးပါနဲ့လာခဲ့မှာဖြစ်တယ်လို့ဆိုရမှာဖြစ်ပြီးဒီဝဲမှာဂျဘူကောင်ကိုရှုံးပေးခဲ့ရပါမယ်။ slide ထိုင်ဝေးရှင်ရဲ့ဇွဲနဲ့တက်တီကိုမြင်တွေ့ခဲ့ရတယ်လို့မာဂုံကိုလည်းမြင်တွေ့ခဲ့ရပါတယ်။